မြန်မာနိုင်ငံ channel ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရာလောကနဲ့ဂမိယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကိစ္စမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာဇေယျနဲ့ရမညရေးသားထားတဲ့အောင်မြတ်တာနဲ့လူသားစားသောဖုတ်ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ ငွေမြေအောင်အလင်းတွေဖြာချနေတဲ့လာပညာတညမှာတော့အင်ကုန်းတောက်တန်နေရနေမြေကြီးတူးတဲ့သဒုတ်တုတ်ထွက်ပေါ်လာခဲ့ပါတယ်အခန်းပေါ်ပြီလားမပေါ်သေးဘူးဆရာမြမြတူးပါဟအချိန်နောက်ကျလို့မရဘူးလွယ်အိတ်တလုံးလွယ်ထားပြီးတော့စီးတယ်ခင်းနေတဲ့လူရဲ့စကားကြောင့်မြေကြီးထဲမှာရှိနေတဲ့လူဟာပေါက်တူးကိုအောက်ကုံလွဲကပေါက်ချလိုက်တယ်အချက်၂၀လောက်ပေါက်ပြီးတဲ့အချိန်မှာတော့အခန်းပေါ်ပြီဆရာ အဖောက်ဖွင့်လိုက်ရတော့မလားမဖွင့်နဲ့အောင်ဂရုဝဲမှာဖျောင်းလိုက်ထုံးလိုက်အောင်မေးဆရာဖြစ်သူကမေဇာဝန်ဘေးမှာအသည့်ဖြစ်ထားတဲ့ဂရုဝဲပေါ်မှာဖျောင်းလိုက်ထုံးလို့မန္တန်တပုတ်ကိုခတ်တူးတူးလေးရွတ်စုံနေခဲ့တယ်။ရပြီအခောက်ရိုက်ထားတဲ့တန်တွေကိုကော်လော်ထုတ်လိုက်တော့ဟုတ်ကဲ့ဆရာပေါ်ထူးကင်ထားတဲ့သူကအခောက်ပြင်းတွေကိုကလစ်ပြီးဖွင့်လိုက်တော့ညီဆူဆူပိုအပ်အပ်အနက်ဆိုးကစုကနေတက်လာခဲ့တယ်။ထွေး ညာလိုက်တဲ့အပုံနဲ့ဒါတော်တည်ထားတာတရက်ပဲရှိသေးတယ်။ဟဲ့အန်ကြီးမောင်စကားများပြနေနဲ့အပေါ်တက်လာတော့ဆရာဖြစ်သူရဲ့စကားကြောင့်အန်ကြီးမောင်ဆိုသူကမြေကြီးဘုတ်ကိုကုတ်တက်လာခဲ့တယ်။နက်ခတ်ရောစံကောဆုံသေးတဲ့တော့ဆုံနေပြီဆိုတော့အလောင်းကိုဖုတ်သွင်းတော့မယ်။ငါမန်နဲ့ရွနေတဲ့ချက်မေထမပြေးဘူးတော့နှုတ်မယ်နော်။မပြေးပါဘူးဆရာလေ။မင်းကအတိတ်ကြောင့်မရှိသေးလို့စိတ်ပူတယ်။ဆရာဖြစ်သူက အညီမောင်ကိုစိတ်မချဟန်နဲ့ပြောပြီးအခောင်းထဲကိုအနီအောင်စီသုံးလုံးပြစ်ထည့်လိုက်တယ်။စေလုံးတွေကအခောင်းထဲရောက်တာနဲ့ဆရာဖြစ်သူကဖုတ်သွင်းတဲ့ခါရာကိုအဆက်မပြတ်ရွတ်ပါလျော။ခါရာရွတ်နေတဲ့အချိန်တင်းညာတစ်ခုလုံးခွင်းဥတံတွေဆူညလာသလိုအုတ်ကူတွေဈာထဲမှာရေကနေရေကနေတောလာနေတဲ့နန္ဒဘဝတွေကိုလည်းမြင်လိုက်ရတယ်။အန်ကြီးမောင်လည်းလှုပ်ရှားတောလာနေတဲ့အရင်မမဲတွေကိုကြည့်နေတဲ့အချိန်အခောင်းထဲမှာရှိတဲ့အလောင်းကငေါကနဲ့ငုတ်တုတ်ထိုက်မှလျော် မင်းရောက်လာပြီလားဆရာဖြစ်သူကမန်နေရွနေတာရက်ပြီးမေးလိုက်တော့အလန်းကောင်ကခေါင်းကိုညှိပြတယ်မင်းကအခုချိန်အားစပြီးငါတပည့်ဖြစ်သွားပြီငါခန်းတော်ကိုအောင်မြော်လို့ပြီးမင်းရောဝါနေအောင်ကြည့်မယ်အခုလောလောဆယ်ရှိတာစားတာဆရာဖြစ်သူရဲ့စကားအဆုံးမှာအန်ကြီးမောင်ကဘေးမှာချထားတဲ့အမဲသားစိတ်အထုပ်ကိုမြေကြီးနဲ့ပြစ်ချပေးလိုက်တယ်ဆရာသူစားပြရနဲ့အပြေခေါ်ထုတ်ရတော့မှလား အပြင်ခေါ်ထုံးမှငါတို့နေရာတီတူလိုက်လောက်မှာပေါ့။ဒါလေမင်းကအလန်းကောင်ကိုထမ်းယူသွားခြင်းလို့လား။ဆရာဖြစ်သူရဲ့စကားကြောင့်အညီမောင်ဘာမှမပြောတော့ပဲအနောက်ဘက်ကိုဆုတ်သွားလေတော့တင်းမြစ်တစ်ခုနဲ့ခလုတ်တိုက်မိပြီးခြေထောက်တစ်ဖက်ကစီးပြင်းကိုရောက်သွားခဲ့တယ်။မြေကြီးထဲမှာရှိတဲ့အလန်းကောင်ကလည်းအမင်းသားတွေကို ပလုတ်ပလောင်နဲ့စားနေတဟီဟီနဲ့ရီကကုန်းထလာခဲ့တယ်။ဟင်ဘလို့ဖြစ်တာလဲ။ပြပြတလဲဖြစ်သွားတဲ့ဆရာက အင်းတစ်ချက်ကိုလွယ်အိတ်ထရားထုတ်ပြီးမီရှိုလိုအခောင်းထဲပြစ်ထည့်လိုက်တော့ကုန်းထနေတဲ့အလောင်းကငါဝုံငနဲ့လဲကျသွားခဲ့တယ်။တခုခုမှားနေပြီ။အညီမမေတ္တညာဝင်တော့ခေါ်စာပြစ်သေးလား။ဒီလိုမေးလိုက်ပေမဲ့စကားမပြတ်နာကြောင်းလှဲကြည့်လိုက်တဲ့အခါမျက်လုံးပြူပြီးရီချစ်ချင်းနဲ့စိုက်ကြည့်နေတဲ့အညီမကိုမြင်လိုက်ရတယ်။ဖျောက်ဘာဖြစ်တာလဲ။ တေးတများများကြပြီးရည်နေတဲ့အန်ကြီးမောင်ကိုမြင်တော့အတွေ့အကြုံရှိနေပြီဖြစ်တဲ့ဆရာဖြစ်သူကလွယ်သေးပါလာတဲ့ agent နဲ့ပြစ်ပေါက်လိုက်တဲ့အခါမှာဝူဝဝအော်ပြီးမြေပေါ်မှာလှိမ့်နေခဲ့တယ်။ဒီကောင်နဲ့တော့ငါမှဒုက္ခရောက်တော့မှာပဲ။ဆရာဖြစ်သူကလွယ်အိတ်ကိုဆက်ယူပြီးစီးပြေထွက်လာတဲ့အချိန်မှာတော့အန်ကြီးမောင်ကရှာတန်းလန်းထွက်ပြီးဆက်ငင်ဆက်ငင်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီချိန်ကြောင်မက်ဖွဲ့အော်တန်နဲ့တူ တင်ညာအတင်းဘက်ကနေပြေးလာတဲ့နာနာဘဝတွေကိုမြင်လိုက်ရတာကြောင့်ဆရာဖြစ်သူလည်းတင်ညာထဲမှာဆက်နေတော့ပဲအပြင်ကိုပြေးထွက်သွားခဲ့တယ်။အချိန်ခဏလေးအတွင်းမှာပဲစုညာပွက်လို့ရနေတဲ့တင်ညာမြေကပြန်လဲတိတ်ဆိတ်ကငြိမ့်သက်သွားခဲ့ပါတော့တယ်။ညာတရားထိုင်တာနောက်ကျသွားတဲ့အတွက်မောက်ကောင်းနဲ့ခွန်လာတို့နေအတော်မြေမှာနူးလာခဲ့တယ်။ညာမိုးလင်းကနေမှတရားဖြုတ်တော့လူကဘလို့အိပ်ပေါ်သွားမှမသိဘူးဗျာ။အေးကွာ ငါလည်းခုနမှနိုးလာတာ။မကောင်းတဲ့ခွန်လာတို့မျက်နှာတိပ်ပြီးတဲ့အချိန်ကပ်ပြကြီးရောက်လာပြီ။မင်းတို့တင်းညာနေရကိစ္စသိပြီးပြီလား။ကျွန်တော်တို့ခုနမှနိုးတာ။ဘာကိစ္စဖြစ်လို့လဲဦးလေး။တင်ညာနေမှာအပိုင်မအဆဆဖြစ်နေတဲ့လူသေးလောက်ပေါ့လို့တဲ့။ဟင်။ကျွန်တော်တို့နားမရှိလို့လူသက်ပြီးတင်ညာနေလာပြစ်ထားတာလား။အာမင်းပြောမှရှုပ်ကုန်ပြီ။ညာတင်ညာနေမှာမြုပ်ထားတဲ့အလောင်းတစ်လောင်းကအပြင်ကိုရောက်နေတယ်တဲ့။ ဟင်ဒါဆိုအလောင်းလောက်ခေါ်တာပေါ့အောင်းနာတိုက်တစ်ခုခုလုံးဖို့များလားအဲ့တော့တော့ငါတို့လည်းမသိဘူးမင်းနဲ့သူတွေကတော့အလောင်းကိုကိုက်ဖက်စားတယ်လို့ပြောတယ်တောက်ခွေတွေစားထားတာဖြစ်မှာပေါ့ခွေတွေစားရင်တစားစီဖြစ်မှာလေအခုကလက်တွေပေါင်နေမှာလူရဲသွားရတွေတွေ့နေတဲ့ကပြကြီးရဲ့စကားကြောင့်မကောင်းတို့အချင်းကြီးကြည့်လိုက်ပြီဒါဆိုရင်တော့တတိထားရမယ့်ကိစ္စပေါ်လာပြီထင်တယ်လို့ခတ်တူတူလေးရေရွတ်လိုက်ပါတော့တယ် တိုင်နယ်စေယုံရှိကိုတဖုံဖုံနဲ့ရောက်လာတဲ့ထွေလာကြီးအတဲကြောင့်ဒေါက်တာမင်းအောင်ရုံးငန်းထဲကနေလှည့်ကြည့်လိုက်တယ်။ဆီမလူနာရောက်လာတာလား။ဟုတ်မယ်ထင်နေဆရာကျမသွားကြည့်လိုက်ပါမယ်။ခဏနေတော့သူနာပြူဆရာမတယောက်ရေကြီးတုတ်ပြပြေးဝင်လာပြီ။တင်းကုန်စူးတာဆရာဒင်ရအတော့နဲ့တယ်။ဒါဆိုချုပ်ရမှာပေါ့။လူနာခွဲခဲနဲ့ခေါ်ခဲ့လိုက်။ဒေါက်တာမင်းကောင်လည်းဇပွဲပေါ်တင်ထားတဲ့နှချက်ကိုယူပြီး ခွဲကနေကိုဝင်လာခဲ့လိုက်တယ်။အာငုတ်ကအတော်ကြီးတာပဲ။ဘလို့ဖြစ်ရတာလဲဗျာ။ချောက်ဆက်မှငါးရှာရင်ဖြစ်တာဆရာ။လောလောဆယ်တော့ငုတ်ကိုအရင်ထုတ်ပြီးချက်ရမယ်။ပြီးမှမင်းလန်ကောက်ဝယ်စီထိုးဖို့လုပ်တာပေါ့။ဒေါက်တာမင်းကောင်လည်းငိုဆူးတဲ့လူနောက်ကိုစနစ်တကျကုသပေးပြီးတဲ့အချိန်မှာတော့ညနေနေဝီတယောက်အချင်းကိုရောက်ရှိနေခဲ့ပြီ။ဆယ်မဒီညကဘသူ့ချူတီလဲ။ မအေးသိနဲ့စမ်းတီတော်တို့နှစ်ယောက်တာဝန်ကြပါလေဆရာလူနာတွေတစ်ခုခုဖြစ်ကျွန်တော်လာခေါ်ဖို့ပြောထားပြီနော်ဟုတ်ကဲ့ဆရာမင်းကလည်းတနေ့ကိုအလုရှုံနေခဲ့တော့မို့နှုတ်ချနေတဲ့အတွက်လူနာတွေကိုသူနာပြုတ်ဆရာမတွေနဲ့လွှဲထားပြီးတော့နိုင်ငံရှိရာကိုပြန်လာခဲ့လိုက်ပါတယ်ပြည့်စင်ပြီးမရသေးတဲ့ကာလမို့လူနာတွေထားတဲ့အခန်းလေးထဲမှာဖျောင်းနိုင်ပြီးအလင်းရောင်ကကြီးစိုးနေခဲ့တယ်တိရာကြီးကိုဘာမြေဘယ်ရောက်နေလဲ အခုချိန်ဆိုခေါပုံးကိနေလောက်ရောပေါ့ထွေသားလေးတယောက်ရှိပါတယ်အားနေသူ့ပဲလိုက်ရှာနေတယ်နောက်နေ့မှဆရာနဲ့တိုင်ရမယ်မအေးသိန်းကပြက်တောက်ပြက်တောက်ပြောပြီးတော့လူနာတွေကိုပေးမဲ့စီးတွေကိုအိတ်ထဲထည့်နေခဲ့တယ်ခဏနေတော့ကိုပါမြင့်ပြင်းအောင်လာပြီးဆင်မကျွန်တော်မင်းနေတယ်ဆိုအေးခွဲခဲနေရအမှတ်တွေပြဖို့မနေ့ကလေးကပြောထားတာအခုထိမပြရသေးဘူးမလားဟုတ်သားပဲ ကျွန်တော်မင်းနေတာအခုသွားပြစ်လိုက်မယ်လေကိုဘမေကသူ့အပြစ်သူတီးတဲ့အတွက်ဓမီတလခါကြထိုးကခွဲကဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ခွဲကနဲ့ရောက်တော့သွေးစာသွေးနာတွေပင်နေတဲ့ပတ်တူးတွေနဲ့ဂုံးစာတွေထည့်ထားတဲ့အိတ်ကိုယူပြီးစေယုံအနောက်မှာရှိတဲ့အမှတ်ကြီးစီကိုအသွားအမောင်နုထဲမှာကိုငိုကောကွားနဲ့လိုက်သွားနေတဲ့အရေးတစ်ခုကိုမြင်လိုက်ရပါတယ်ဘယ်သူလဲဟိဓမီနဲ့ထိုးပြီးကြည့်လိုက်ပြီမဲ့ဘာမှမတွေ့ရတာကြောင့် အမိုက်ထုတ်ကိုခြေနဲ့ပြစ်ပြီးပြက်အလဲခြေနဲ့ကနေချိုချိုချွတ်ချွတ်အတန်းကို ကြားလိုက်ရတဲ့အတွက်အနာကပ်ပြီးဓမီနဲ့ကြိလိုက်တဲ့အခါပတ်တီးနဲ့ခိုးလေးတွေမှာပေနေတဲ့သွေးစားတွေကို ရှာနေရပြီးဝါးစားနေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်ကိုဘမြက်လေအောက်မလီတည့်ရည်တည့်ရည်ဆိုငဲသားဘာအော်ပြီးထွက်ပြေးလာတဲ့အတန်းကြောင့်လူနာဆောင်နေတဲ့သူနာပြူဆီယမတွေပါပြေးထွက်လာခဲ့တယ်ကိုဘမြက်ဘာဖြစ်တာလဲတည့်ရည်တည့်ရည်အမကြီးနဲ့မှာ အမကျင်းနေမှာဟုတ်ကောဟုတ်လို့လားဗျဆရာဘယ်တော့ရောက်လာတာလဲအော်လန်ကြောက်လို့ထွက်လာကြည့်တာကိုမမြင့်ခမဘာဖြစ်သွားသေးလဲရုတ်တရက်ဆိုတော့လမ်းသွားတာပါဆရာတပ်ပူစာကကြောက်ဆရာကြီးဗျမင်းကောင်လည်းကိုပါမြင့်ပြောတဲ့အမိုက်ကျင်းနာကိုသွားပြီးဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့ဘာမှမတွေ့ရတာကြောင့်လူနာရှင်တွေကိုအပိစကားပြောပြီးဘန်းကန်ကိုပြန်လာခဲ့လိုက်ပါတယ်ညာဘက်အိပ်ပျော်လူလူဆဲဆဲအချိန်မှာတော့ လမ်းငန်းအနောက်ဘက်ကလမ်းလျှောက်နေတဲ့ခြေတံကြားတာကြောင့်အိယာဘင်းမှာထားထားတဲ့ဓမီးနဲ့ဒုတ်ကိုယူပြီးအပြစ်ထွက်လာခဲ့လိုက်တယ်။မင်းကအပြစ်ရောက်တော့ခြေတံကရုတ်တရက်ရပ်သွားတာကြောင့်ဓမီးနဲ့ဟိုဟိုဒီဒီထိုးကြည့်တဲ့အခါစေးရုံသောပစ္စည်းတွေကိုမီးရှို့တဲ့နေရာဘက်ကိုဝင်သွားတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။အချိန်ကလည်းညနေနေပြီမို့တခိုးသူဝက်တွေများလာဆိုတဲ့အတွေ့အကြုံလက်ထရဒုတ်ကိုကြည့်ကြည့်ပါအောင်ဆုပ်ရင်အမိုက်မီးရှို့တဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အမိုင်းစရီကိုနင်းပြီးလမ်းလျှောက်နေတဲ့အတက်ကြောင့်မင်းကောင်ဆင်းရုံတောင်ကိုကပ်ပြီးခြောက်ကြည့်လိုက်တော့မြက်ွယ်ကွေးကနေကြောက်မက်ဖွယ်ကောင်းတဲ့မျက်နှာနဲ့လူတယောက်ဘွားကနေထွက်လာခဲ့တယ်။မင်းကောင်လည်းရုတ်တရက်ဆိုတော့လန့်သွားပြီးလက်ထဲကင်ထားတဲ့ဒုံးနဲ့ဥကောင်းကိုရိုက်လိုက်တော့အဲ့ဒီလူကစူးစူးဝါးဝါအော်ဟစ်ပြီးအမောင်တို့တွေကိုပြေးဝင်သွားခဲ့တယ်။ညတကောင်ရုံးရင်ဆက်ကဖြစ်နေတဲ့အတက်ကြောင့်ကိုပမြင့်ပြေးထွက်လာပြီးတော့ဆရာလက်ထဲမှာလည်းဒုံးကြီးနဲ့ဘာများဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူးဗျာတခုကတ်တယ်ထင်လို့လာထွက်ကြည့်တာပါဆရာရဲ့တခုခုဆိုကျွန်တော်တို့ခေါ်လို့ရနေရအောင်ဘာလို့တယောက်တည်းထွက်လာတာလဲစိတ်ဘူကလောက်ခဲ့ပြီလို့တောင်းပန်ပါတယ်ဗျာအခုဘာမှလည်းမတွေ့ဘူးဆိုတော့အခန်းပြန်လို့ရပြီမင်းကောင်လည်းကိုပါမျိုးကိုစကားလာအောင်ပြောပြီးတော့လမ်းငင်းလေးကိုပြန်ဝင်လာခဲ့လိုက်တယ်အတွေ့အကြုံမှာတော့ကိုပါမျိုးမြင်ခဲ့တဲ့သူနဲ့ခုနကသူမြင်ခဲ့တဲ့လူကတူနေမလားဆိုပြီးစဉ်းစားနေခဲ့မိတယ် နေအောင်နုနုလေးဖြာချနေတဲ့မနက်ခင်းမှာတော့မကောင်းတဲ့ခွန်လာတို့ဟာဖုန်ကြီးเจ้าမှရှိတဲ့ထင်းမုံကြီးကိုချွေတီတီကြတဲ့အထိခွဲနေခဲ့ကြတယ်။အဲ့ဒီချိန်ဟိုဘက်ရွာမှာပည့်ရသွားရွတ်တဲ့ဥခိတ်မှရောက်လာပြီးတော့ဟိုဘက်ရွာမှာညာတော့ကနန္ဒဘဝတကောင်ဝင်ဝင်သွားတာနင်တို့မသိဘူးလား။ဟင်တပည့်တော်တို့မသိသေးဘူး။ဘလို့ဖြစ်တာလဲပြောပြပါအောင်။ဟိုဘက်ရွာကကြက်ချံပါရှေကိုတိုးမောင်ရဲ့အိမ်ကိုဝင်ဝင်သွားလို့တဲ့ ဘလုံးမွေသွားတာလဲဗျညာသူ့ချက်ချက်နဲ့ချက်တွေအော်ဒါကြားလို့ထားကြည့်တာလူတယောက်ချက်တွေကိုကိုက်သက်စားနေရတဲ့ဟင်ဟုတ်တယ်သူလဲအစားချက်တခုထင်ပြီးဖမ်းမလို့ဓမီနဲ့ထိုးကြည့်လိုက်တာစပင်းစုပ်ွားနဲ့နန္နာဘဝကောင်ဖြစ်နေတာတဲ့အရင်ကဒီလိုအဖြစ်မျိုးတွေမကြားဘူးပါဦးတခုခုတော့မှားနေပြီထင်တယ်မှားလားမှားလားတော့ငါလည်းမသိဘူးဒါပေမဲ့စိတ်ထဲတော့ထင်နေတယ်ဦးခေမရဲ့စကားကြောင့် မကောင်းတဲ့ခွန်လာတို့တက်ပြစ်တစ်ချက်ချပြီးတော့အပြင်ကိုငေးကြည့်လိုက်တဲ့အခါမှာစစ်တတာကိုလက်မဆွဲပြီးခြံထဲဝင်လာတဲ့ဒေါက်တာမင်းကောင်ကိုမြင်လိုက်ရပါတယ်။ဆရာပါလားဘယ်ကနေလှည့်လာတာလဲ။ရွာထဲမှာလူနာကြည့်ဒီဘက်ကိုလှည့်ဝင်လာတာ။ဒါနဲ့ဆရာတော်ရောနေကောင်းရလား။နေကောင်းပါလေ။တကကြီးလည်းရောက်တုံးရောက်ခိုင်အပေါ်တက်ပါဦး။တင်မပြဆရာတော်ကလည်းရှောက်ဆရာလေးရှိတာနဲ့အတော်ပဲဗျ။ အရေးကြီးကိစ္စများရှိနေလို့လားအရေးကြီးတယ်လို့တော့မဟုတ်ပါဘူးညာဆေးရုံမှာဖြစ်ခဲ့တဲ့ကိစ္စလေးပြောပြချင်လို့ဝင်လာတာဆေးရုံမှာဘာဖြစ်လို့လဲကြပြကြီးရဲ့စကားကြောင့်မင်းငောင်ဟာညာဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြောပြလိုက်တဲ့အခါမှာတော့ဆရာပြောပြတဲ့ဖြစ်ရနဲ့ဥက္ကိမပြောတဲ့ကိစ္စတူးနေပါလားကျွန်တော်ထင်တော့ရွာမှာအမှားတစ်ခုခုဖြစ်နေပြီထင်တယ်ဟုတ်တယ်နော်ဒီပုံစံအတိုင်းဆိုရင် အဲ့ဒီကောင်ကရွာနေချုပ်ဆက်အကုန်လိုက်သွားတော့မှာပေါ့ကျွန်တော်မြင်ခဲ့တဲ့သူကလူလားတရေလားမင်းကောင်ရဲ့စကားကြောင့်မကောင်တစ်ခုခုကိုစဉ်းစားလိုက်ပြီးအတေးကြတော့ပြောလို့မရသေးဘူးဆရာကျွန်တော်တို့ရွာလူကြီးတွေနဲ့အရေးတိုင်မြင်လိုက်ပါအောင်မယ်တစ်ခုခုထူကြရင်တော့ဆရာကိုအကြောင်းကြားခန့်လိုက်ပါမယ်ဟုတ်ကဲ့ဗျဆရာတို့ကဒီလိုကိစ္စတွေဖတ်မှနားလည်တော့အဆင်ပြေတော့ပေါ့ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအောင်ဒေါက်တာမင်းကောင်က မကောင်းနှုတ်ကိုနှုတ်ဆက်ပြီးဖုန်ကြီးเจ้าမောတက်သွားခဲ့လိုက်တယ်။မင်းငေါထွက်သွားတော့မကောင်းနဲ့ခွန်လာတို့ကပြကြီးနဲ့အတူတူရွာထဲကိုထွက်လာခဲ့လိုက်တယ်။ရွာထဲကိုရောက်တော့အိမ်ရှိမှာဗာကြီးဘူးအပါဝင်တခြားရွာလူကြီးတချို့ထားနေတာကိုမြင်လိုက်ရတယ်။ကပြကြီးတို့ပါလား။ဘယ်ကနေလှည့်လာတာလဲ။ဒီဝဲလာတာဗာကြီးဘူးရဲ့မနေ့ဆော့ဆော့စီစီလူတွေစုံနေကြပါလား။ဟုတ်တယ်။အခုလေးတည်းဆရာလေးတို့ခေါ်ခိုင်းတော့မလို့ ဘာကိစ္စရှိလို့လဲပါကြည့်ဖို့ဟိုတလောကတေးချန်ကုန်းမှာလူတွေအလောင်းပေါ်တဲ့ကိစ္စသိတယ်မဟုတ်လားဟုတ်သိရလေအဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်းဘာကြီးတို့ရွာနေချုံဆက်မှာညာဘက်တွေဆိုရင်လိုက်သွားနေတဲ့နန္ဒဘဝတကောင်ပေါ်လာတယ်မနေ့ကဆိုရင်တိုးမောင်ရဲ့ကြက်ချက်နေရာကြက်တွေကိုကတ်တက်သွားတယ်ဆိုပဲဘာကြီးပူရဲ့စကားကြောင့်မကောင်းကခွန်လောက်ကိုလှမ်းကြည့်လိုက်တယ်ကျွန်တော်တို့လည်းကပြကြီးပြောလို့ကြားပြီးပါပြီ ဒီလိုကိစ္စတွေမှာဆရာတို့ကပို့ပြီးနားလဲတာဆိုတော့ဘာကြီးတို့အနေနဲ့ကိုယ့်ရကိုဘယ်လိုကာဝေးရမလဲဆိုတာတာမြင်ကြမလို့ကျွန်တော်တို့မျိုးပြောရမယ်ဆိုရင်တော့အခုဖြစ်နေတဲ့ကိစ္စတွေရဲ့လက်တရလူလားနာနာဘဝလားဆိုတာအရင်သိရလို့ရမယ်ထင်တယ်။မောင်ရင်တို့ကဘယ်လိုလုပ်ချင်လို့လဲဒီကောင်ရွာထဲဝင်လာတာကိုစောင့်နေတာတက်ကိုရီးယားသူ့ကိုလိုက်ရှာတာမျိုးလုပ်ချင်တာနာနာဘဝကောင်ကဘယ်မှနေမှဘာကြီးလို့မှမသိတာ။ ကျွန်တော်တို့မှနေလိုက်ရှိပါတယ်။ဒါဆိုဘာကြီးတို့ဘာလုပ်ပေးရမလဲ။လောလောဆယ်တော့ညာကြီးတကဘသူမှအပြစ်မထွက်ဖို့ပြောပေးပါ။မနေ့ရက်မနေ့ကျရင်တော့ဘာဆက်လုံးရမလဲဆိုတာကျွန်တော်လာပြောပါမယ်။ဟုတ်ပြီ။ဘာကြီးတို့ရွာထဲမှာလိုက်ပြောထားပေးမယ်။ညနေရောက်တော့မကောင်းတဲ့ခွန်လာက ကပ္ပရာကြီးကိုခေါ်ပြီးရွာထိပ်ကညောင်မေအောက်ကိုထွက်လာခဲ့လိုက်တယ်။မင်းတို့ကညောင်မေအောက်မှာဘာလုပ်ဖို့လဲ။ဆိုင်ရပါရကိုအရင်မေးချင်မှာပေါ့။ဒါမှဘာသူဆိုတာသိမှာ မကောင်းကအသိပါလာတဲ့ဖျောင်းနိုင်အမွေးတံကိုညဝင်အောက်ကနှကောမှထွန်းလိုက်ပြီးပဇက်ကနေတတူတူရွတ်ဆိုလိုက်တော့ပစိုးကကောင်ကြိုက်ပြီးတစ်ပင်ပေါ်ငုတ်ထုတ်ထန်နေတဲ့လူတယောက်ပေါ်လာခဲ့တယ်။မကောင်းကကောင်ကြိုက်ထားတဲ့သူနဲ့စကားတချို့ပြောပြတာနဲ့ကပြားဘက်ကိုလှည့်ပြီးကျွန်တော်တို့အခုလိုက်ရှာရမယ့်ကောင်ကတရေသစင်မဟုတ်ဘူးတဲ့။ဟမ်တရေသစင်ဖို့ရပါကောင်းလေ။ဖောက်ဝင်နေတဲ့ကောင်လို့ပြောတယ်။ သူပြောတာတော့နန္ဒဘဝတစ်ခေါင်ကလူတယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ပူးပြီးတော့ရှောက်သွားနေတာတဲ့အဲ့ဒီတော့ငါတို့ဘာလုပ်ကြမလဲဖောက်ဝင်နေတဲ့ကောင်ကိုထုတ်အောင်ပါပေါ့မဟုတ်ရင်အနီးနားရွာတွေအကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်ဖောက်ဆိုတဲ့အမျိုးကလည်းကြာလေအကောင်ကြီးလေပဲအခုဆိုအဆွဲတော်ထွက်နေလောက်ရောပေါ့အေးလေကိုဝင်နေတဲ့ကောင်ကိုဘယ်လိုနည်းနဲ့ထုတ်မလဲဆိုတော့ကိုသိရမှပဲပြင်ဆင်လို့ရမှာပေါ့ငါကြားဘူးတာတော့တာမန်ဖောက်ဝင် အဲ့ရအောင်မှာဩဇာရွယ်ထည့်ပြီးထုတ်ကြသလိုဆရာတို့ရဲ့အမိန့်နဲ့လည်းထုတ်ကြတယ်အခုလိုမျိုးရှောက်သွားနေတဲ့ကောင်းတွေတော့တန်ဆိုးဝါလက်ပြန်နဲ့ထိုးပြီးထုတ်ရတယ်တဲ့တန်ဆိုးဝါနဲ့ထိုးရင်လူပါသေးသွားမှာပေါ့ထုတ်ဝင်နေဆိုတာလူတယောက်အသက်ထွက်ခါနေသူ့ကိုယ်ရဲ့ဝင်သားလို့တော့ကြားဘူးတယ်ဒါကြောင့်ဒီကောင်ကတည်ပြီးသားလူပဲဖြစ်ရမယ်ဒါနဲ့တန်ဆိုးဝါကိုဘယ်မှာသွားရှာမလဲမနေ့ကမနေ့ကျရင်တော့ကပ်ပြကြီးက ။ရာသာတချို့ကိုခေါ်ပြီးတော့မှလူသိမီးရှို့တဲ့နေရာကိုသွား။အဲ့ဒီမှာတုံးတဲ့ဝါတချောင်းကိုလက်ပြန်ခေါက်လာပြီ။ဘလောက်ရဖြစ်ဖြစ်ရလား။ရှင်တော့ပူကောင်းတာပေါ့။ဟုတ်ပြီ။မင်းပြန်အေးကိုတို့ခေါ်ပြီးတော့မှသွားလိုက်မယ်။အခုတော့ဘုန်းကြီးကြောင့်ပဲပြန်ချောင်းမှာမဟုတ်လား။ဟုတ်တယ်လေ။ကပြကြီးသွားစရာရှိသေးလို့လား။အေးကိုလိုအင်ကိုခဏဝင်အောင်ပဲမနေ့အတွက်ညာထဲကပြောထားမလို့ဒါပြေကျွန်တော်တို့အရင်ပြင်နေပြီနော် မကောင်းတို့လည်းကပ်ပြကြီးနဲ့ရွာထိပ်မှလမ်းခွဲပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်။မကောင်းတို့ဟာစကားတပြုတ်ပြုတ်နဲ့လမ်းလျှောက်လာတဲ့အချိန်ရွာပြင်ကနေဥရဖားရပြေးလာတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ကိုစံသိရေချဲတုတ်ပြနဲ့ဘာလို့ပြေးလာတာလဲ။ရွာပြင်ကတင်းတိုင်းရွာပြင်ကတင်းတိုင်းမှာကိုစံသိကမောနေတဲ့ဟန်နဲ့စကားကိုဇက်တိုက်မပြောနိုင်ပဲဖြစ်နေခဲ့တယ်။ရွာပြင်ကတင်းတိုင်းမှာဘာဖြစ်တာလဲ။ကုန်းကုန်းကွာနဲ့လူတယောက်မြုပ်ထားတဲ့အလောင်းတွေကိုဖော်ပြီးစားနေလို့ အလိုလေတေချာလို့လားကိုဆက်သိငါကိုယ်တိုင်မျက်စိနဲ့တက်အမြင်ခဲ့တာငါလည်းဒီနေ့အလုတ်ပြန်တာနောက်ကျတော့တေချာနေရနေဖြတ်လာတာအဲ့ဒီမှာမြေကြီးကိုလက်နဲ့ရက်နေတဲ့လူတစ်ယောက်ကိုတွေ့ရတယ်ငါလည်းဂရုကရှာတဲ့လူလို့ထင်ပြီးကြည့်နေသေးတာနောက်တော့မှအဲ့ဒီကောင်ကပုတ်ပွားနေတဲ့အလန်းကောင်ရဲ့လက်ကိုကိုက်စားနေတာမြင်တော့မှချီကုံပြေးလာတာပဲဒါဆိုအချိန်ဆွဲနေလို့မဖြစ်ဘူးလူကြီးတွေကိုအသိပေးပြီးမြင်မြန်လိုက်တော့မှရမယ်မကောင်းတော့လေ ရွာလူကြီးအိမ်ကိုအမြတ်သွားပြီးတော့အကျိုးအကြောင်းပြောပြလိုက်တဲ့အခါဘာကြီးပူနဲ့အတူတူအနီးနောက်မှာရှိတဲ့ကာလာသားတွေကဒုတ်တွေဓာတ်တွေကင်ပြီးရောက်လာခဲ့ကြတယ်။မကောင်းတို့ရွာထဲကိုရောက်တော့ကပြကြီးနဲ့အတူတူအေကိုလိုကိုတွေ့လိုက်ရတယ်။ငါတို့လည်းတရင်ကြလို့လိုက်လာတာ။အခုဘယ်လိုလုပ်ကြမလဲ။ဘယ်လိုလုပ်ရမလဲ။တင်းကြိုက်တိလိုက်ရတော့မှာပေါ့။ဒါနဲ့အချင်းကနင်းနေပြီဆိုတော့ဓမြူးတွေယူလာခဲ့လာအောင်။ဓမြူးကတော့ပါတယ်။ ။ဦးမဘာကြီးပူလည်းရောက်လာပြီဆိုတော့သွားကြရအောင်။မကောင်းတို့လည်းရွာကလူတွေနဲ့အတူတူတင်းချမ်းကိုလိုက်လာခဲ့တာ။ဟိုရောက်တော့ဖွာလန်ကျင်းနေတဲ့မြေစာတချို့နဲ့အတူကိုက်ဖက်စားတောက်ထားတဲ့လူတွေလက်တစ်ဖက်ကိုမြင်လိုက်ရတယ်။ကိုစံသိမ်းပြောတာမှန်နေပြီဗျ။တောရော်တွေကလလလလလကိုက်ထားတဲ့ပုံစံ။ဒီပုံစံအတိုင်းဆိုရင်တော့အနည်းနာမှပဲရှိအောင်မယ်။လူစုမကွဲစေနဲ့။တတိထားပြီးရှာကြ။ဘာကြီးပူရပါပါလာတဲ့လူတွေကိုတတိပေးပြီးတော့ ဓမီတလက်နဲ့ဟိုဟိုဒီဒီလိုက်ထိုးကြည့်တဲ့ချိန်မကောင်းတဲ့ခွန်လာရိုးရဲ့နှာခေါင်းထဲကိုအပုတ်နဲ့တချို့ဝင်လာခဲ့ပါတယ်အခုဒီကောင်အနီးနားမှာရှိနေပြီဟုတ်တယ်ငါလည်းသတိထားမိတယ်ဒါဆိုငါတို့သတိထားရမယ်ကပြကြီးနဲ့အဖွဲကလူသေးမိရှုလူဘက်ကိုသွားကြည့်လိုက်အောင်တန်ဆူဘက်ကိုတွေ့ရင်လက်ပြခုတ်ပြီးယူလာခဲ့ပြီဟုတ်တယ်ကပြကြီးတကယ်လို့လမ်းမှာတွေ့ခဲ့ရင်ရင်ညွတ်တဲ့တဲ့ကိုသာထိုးချလိုက်မကောင်းတော့လေ ဓမီကိုစီနဲ့အလောင်းမီးရှို့စီရှိတဲ့ဘက်ကိုထွက်သွားခဲ့ကြတယ်။မီးရှို့စင်ကတရဏဂုံတင်တဲ့ဇေယျရဲ့အနောက်ဘက်မှာရှိနေတာမို့မကောင်းတို့သုံးယောက်ဘေးဘီကိုတရီထားရင်ရှောက်လာခဲ့ကြတယ်။မီးရှို့စင်ကရောက်တော့အပိုင်းစားတချို့မီးကျွဲနေပြီဖြစ်တဲ့ဝလုံးတစ်ချောင်းကိုတွေ့လိုက်တာနဲ့ကပြကြီးကိုကန်ခါမီတော့လက်ပြန်ခုတ်နေတဲ့အချိန်ချုံမုတ်ကြားထဲကနေခေါင်းတလုံးထွက်လာခဲ့တယ်။အောင်မလေးဘာကြဲတော့ဟာအေကိုကဝလုံးကိုပြစ်ချပြီးထွက်ပြေးဖို့အလုပ် ကပြကြီးကဖန်ဆွဲထားလိုက်တယ်။ဟဲ့တက်စိုးကမရရင်ဖုတ်ထုတ်လို့မရကွာ။ဝလုံးပြန်ကောက်လိုက်။ကပြကြီးလှမ်းပြောလိုက်တဲ့အချိန်ဖုတ်ဝင်နေတဲ့ကောင်ကမျက်လုံးတွေနဲ့စိုက်ကြည့်ရင်အနားကိုတိုးလာခဲ့တယ်။ကောက်လို့မရတော့ဘူးကွာ။ဟိုကောင်ကအနားရောက်နေပြီဘယ်လိုလုပ်ကြမလဲ။အေးကွာအနောက်ကိုစုပ်ရီပြောလိုက်တာကြောင့်ကပြကြီးလည်းဗာဆက်လို့မှမသိဖြစ်နေတဲ့အချိန်မကောင်ကလွယ်အိတ်ထဲပါလာတဲ့အေးချက်ကိုထုတ်ယူဖို့အလုပ် သူတို့ဘက်ကဓမီတဝင်းဝင်းနဲ့လာနေတဲ့လူသားတွေကိုကြားလိုက်ရတယ်။လူသားတွေကြားတော့ဖုတ်ကောင်ကရှစ်တုံးမလာတော့ပဲချုံမုတ်ဘေးကအမောင်တို့တွေကိုတုံးဝင်သွားခဲ့တယ်။ငါတို့မင်းတို့တန်ကြားလို့လက်ဝင်လာတာဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ဘူးပါကြီး။ဖုတ်ကောင်ကလူနဲ့ရင်ပြုတ်မဲ့ပုံပဲဗျ။ဒီကောင်ကအတက်ကိုအတက်ရဲနေပြီ။အခုချိန်မလိုက်တခြားနေရာပြောင်းသွားလိမ့်မယ်။ဟုတ်တယ်ပါကြီး။ကျွန်တော်တို့လူစုပြီးသွားမှဖြစ်မယ်။အကို တန်ဆိုးကိုခေါ်လိုက်တော့မကောင်းလဲချက်ချင်းဆိုတလို့မြေကျွေးနေတဲ့ဝါကိုလက်ပြန်ခုတ်ပြီး ကပ္ပယာကြီးကိုကမ်းပေးလိုက်လေအဲ့ဒီချိန်ဒီမှာတောက်တော့သွားတဲ့အရာတွေကျန်နေသေးတယ်ဗျာဆိုတဲ့အသက်ကြားလို့လှည့်ကြည့်လိုက်တော့လူတယောက်တွုံးဝင်သွားလို့ကျိုးပဲ့နေတဲ့တက်ပင်ငယ်တွေကိုမြင်လိုက်ရတယ်ဒီတိုင်းဆက်လိုက်ကြမယ်အချင်းချင်းကြောကြီးကပ်ပြီးလိုက်ခဲ့ကြဘာကြီးပူကတက်လက်စွာနဲ့အရှိရနေတက်သွားတော့ကျန်တဲ့သူတွေလည်းမနေတာတော့ပဲအနောက်ကနေလိုက်ပါလာခဲ့ကြတယ် တို့မငါတို့နောက်မှာဘလို့မှမရှိတော့ဘူးကွာတကယ်လို့ဖုတ်ကောင်ကငါတို့နောက်မှာပေါ်လာရင်ဘလို့လုပ်မလဲပေါ်လာရင်လည်းမင်းလက်ထဲကင်ထားတဲ့ဓာတ်နဲ့ခုတ်ချလိုက်ပေါ့ဟိုနေရတော့မင်းသားသေးစားနေရလို့ပြောသေးတာမှတ်လားအဲ့ဒါငါရှောက်ပြောနေတာအမလီကြက်သိန်းတွေတော့ထားတယ်ဇဝင်ရငှက်ကြီးတောင်ဓာတ်ကိုကင်ပြီးတော့မှအနောက်ကနေလိုက်လာတဲ့အချိန်အစ်စစ်စစ်လက်တစ်ဖက်ကသူ့လက်ဝင်းကိုလာကင်တာခန်းစားလိုက်ရတယ်။တို့တို့မ စက်ဝေးရဲ့အတကြားအနောက်ကိုလှည့်ကြည့်လိုက်တော့လက်ဝင်းကိုညှစ်ထားတဲ့ဖောက်ကောင်ကိုမြင်လိုက်ရတယ်။ဟင်ဖောက်ကောင်စက်ဝေးကိုလက်ဝင်းညှစ်နေပြီလုံးချပါဦး။ဒုမအော်တာကြောင့်အရှိကနေသွားနေတဲ့သူတွေပြန်လဲလာပြီ။ဟောက်နေဝင်းဆွဲကြလိ။ဟိုမှာတည်တော့မယ်ကွာ။ဗာကြီးပူရဲ့အော်တာကြောင့်တတိကောင်းတဲ့ရွာသားတစ်ယောက်ကရှစ်တက်ပြီးစက်ဝေးကိုခေါ်ပေမဲ့ညှစ်ထားတဲ့လက်ကပြုတ်တူလို့မြင့်ညင်နေတာကြောင့်ခေါ်မြခဲ့ဦး။တက်ရှုကျနေပြီ။ကေကေချောက်ပါဦး။ ။တပြကြီးလည်းတက်ဆူဝါကိုကမ်းပြီးထုမလို့လှုပ်ပြီးကမှစံဝင်းကိုထိမှဆူတဲ့အတွက်အနောက်ကိုပြန်ဆုတ်လိုက်ရတယ်။အဲ့ဒီချိန်မကောင်းရဲ့နားထဲမှာရှစ်တက်ပြီးတန်ဆူဝါနဲ့ထိုးလိုက်ဆိုတဲ့အောင်မြတ်သားရဲ့အထံကိုကြားလိုက်ရတယ်။မကောင်းတဲ့ဒီတန်ကဆရာဖြစ်သူရဲ့အထံမှာတိလိုက်ရတာကြောင့်လက်မှာကင်ထားတဲ့တန်ဆူဝါကိုဆက်ယူပြီးတော့ရှေ့ကိုတက်လာခဲ့တယ်။ဟိုကောင်လေးနောက်ပြန်ဆုံစမ်းဘာတက်လို့တာလဲ။တပြက်ကြီးရဲ့စကားကိုမကောင်းဘာမှပြန်မပြော။ တန်ဆူဘက်ကိုခက်တီးတီးကြိုက်ပြီးတက်သွားတဲ့အချိန်ဖောက်ကောင်ရဲ့လက်တစ်ဖက်ကဆက်ဝင်းကိုလှုပ်ပြီးမကောင်းရှိရကိုဆက်တန်းကဝင်ရောက်လာခဲ့တယ်။ဒါပေမဲ့အနားမရောက်ခင်မှာပဲဖောက်ကောင်ရဲ့လက်တွေကိုတယောက်ယောက်ကချုပ်ကင်ထားသလိုဖြစ်နေတာကြောင့်မကောင်းလည်းအခွင့်အရေးကိုအရယူပြီးတော့တန်ဆူဘနဲ့ထိုးဆိုင်ချလိုက်တယ်။ဒါပေမဲ့ဖောက်ကောင်ကလဲကြမသွားပဲတဟိဟိနဲ့ညဉ့်ညူရင်ရှစ်ကိုတိုးလာတဲ့အတွက်မကောင်ရော ကျင်းတဲ့လူတွေပါအနောက်ကိုဆုတ်သွားခဲ့ရတယ်။အခုဘလို့ဖြစ်တာလဲ။ ဟိုကောင်ကဘာမှလည်းမဖြစ်ပါလားတကယ်ဆိုထွက်သွားရမှာလေအခွားဘလို့ကြောက်ခေါလာစကားမစုံးခင်မှာပဲသူတို့ရှိရာစီကိုလူတယောက်ဝင်လာတာကိုမြင်လိုက်ရတယ်အဲ့ဒီလူကဖုတ်ကောင်အနားကိုရောက်တာနဲ့ဟိုကောင်ကိုကာမီဂါရာတပုတ်ကိုအဆက်မပြတ်ရွတ်ပါလိော်ဂါရာရွတ်တဲ့နဲ့အတူဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ကတုန်လှလာပြီးဗဇက်ကနေလဲကြောက်မွက်ဝင်အော်တန်တွေထွက်ပေါ်လာခဲ့တယ်မကြခင်မှာပဲဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ရရနေတယ် ။ဇမေဖားလျားချထားတဲ့မိမတယောက်ထွက်ပြေးသွားခဲ့တယ်လို့ဖုံးဝင်နေတဲ့ခန္ဓာကိုယ်ကလည်းမြေကြီးပေါ်ကိုပြုတ်ခွေကျသွားခဲ့တယ်။အဲ့တော့မှမကောင်းတော့လဲ။သူတို့ရှိရနေပေါ်လာတဲ့လူကိုကြည့်လိုက်တော့ဆရာဖြစ်သူဖြစ်နေတာကိုမြင်လိုက်ရပါတယ်။ဆရာပါလား။ဘယ်ကနေဘလို့ရောက်လာတာလဲ။မင်းတို့စီကိုလာတဲ့လမ်းမှာမင်းရောက်တွေ့ရနေဝင်လာခဲ့တာ။ဒီရောက်တော့ဖုတ်ကောင်နဲ့တိုးတော့တာပဲ။ဒီကောင်ကဘလို့လောက်ပြီးဖုတ်ဝင်လာတာလဲဆရာ။ ဒီပြဿနာတွေရဲ့အစဥနာမလို့ခေါ်တဲ့အောင်လန်းဆရာတယောက်ကနေစခဲ့တာပဲသူဖန်တီးခဲ့တဲ့အရာကိုသူကိုယ်တိုင်ဖြစ်ရှိမှုအတွက်လဲစိတ်ခေါ်ထားပါတယ်အောင်မြတ်သာစကားဆုံးပြီးတိတ်မကြခဲ့မှာပဲတကိုယ်လုံးချွေးတီချွေးပေါက်တွေအပြင်းနဲ့လူတယောက်တရင်နေရပြေးလာပြီးတော့ဒီပြဿနာဟာကြုံကြုံဖြစ်ခဲ့တာပါအဲ့ဒီနေရာကြုံတာထပ်မပြေးခဲ့အညီမောင်လည်းတိတ်မမဟုတ်ဘူးလို့စိတ်မကောင်းစွာပြောတာကိုကြားလိုက်ရပါတယ်မကောင်းလို့လေရုတ်တရက်ပေါ်လာတဲ့သူ့ကို အာအောတဲ့မျိုးလုံးနေနဲ့ကြည့်ပြီးတော့ခမရပြောတာကျုပ်တို့နားမလည်ဘူးတေချာလေးရှင်းပြပေးပါတကယ်တော့ကျုပ်ကတရေတစီတွေကိုမွေးပြီးခန်းစားနေတဲ့အောင်လန်းစရာတယောက်ပါအဲ့ဒီနေ့ညကျုပ်တပည့်နဲ့ကျုပ်အလောက်ပေါ်ပြီးအစီလုံးနေတဲ့အချိန်အမားတို့ကြောင့်အလောက်ကောင်ပြန်ထလာခဲ့တယ်လို့စီလဲပောက်သွားခဲ့တယ်ကျုပ်အသက်သွင်းထားတဲ့အစီသေးရမှချင်းနဲ့ကျုပ်တပည့်ကိုတက်ပြီးသူ့ဝယ်ကိုယ်တဲကိုဝင်နေခဲ့တာ သူ့ကိုအသက်သွင်းထားတာကြုံဖြစ်နေတာဆိုတော့ဒီရကောင်လေးရဲ့တန်ဆိုးပါးကိုခန်းနိုင်ရင်ရှင့်နေခဲ့တာပါအခုခမရဘယ်လိုလုပ်ပြီးရောက်လာလဲကျုပ်မကြောက်ရွာနေချုပ်ဆက်မှာဒီကောင်တောင်းကျနေတယ်ဆိုတော့ကိုသိခဲ့ရတယ်အခုလေကျုပ်နေထိုင်ရင်တကူလုံးပူလောင်လာတာကြောင့်ဘာဖြစ်တာလဲဆိုပြီးကြည့်လိုက်တော့ဆရာတယောက်ကကျုပ်ကိုအမိန့်ပြန်ခေါ်နေတာကို သိလိုက်ရတယ်ဒါကြောင့်မနေနိုင်မဲ့ခေါ်တဲ့နေရာကို အရောက်လာခဲ့ရတာပါတော်သေးတာပေါ့ နောက်ဆိုကျွတ်တို့အကုန်လုံးဒုက္ခရောက်ကြတော့မလို့ဗျ။အားလုံးကိုဒုက္ခပေးခဲ့ပြီလို့တောင်းပန်ပါတယ်။ကျွတ်တပည့်ရဲ့အလောင်းကို ကျုပ်ပြည့်ယူသွားပါစေ။အလောင်းကပုတ်တောင်ပုတ်နေပြီဆိုတော့ဘယ်လိုပြည့်ယူမှလဲ။ကိုနေကိုဟန်နဲ့ပဲပြန်သွားလိုက်ပါမယ်။အဲ့ဒီအတွက်စိတ်မပူပါနဲ့။ဒါဖြစ်လဲပြီးတာပါပဲ။ကဲငါတို့လည်းပြန်ကြရအောင်။ဗာကြီးပူရဲ့စကားကြောင့်ပါလာတဲ့သူတွေအားလုံးဓမီကိုစီနဲ့တင်ညာနေရနဲ့ပြတ်ထွက်သွားတဲ့ချိန် မကောင်းကအနောက်ကိုလှဲကြည့်ပြီးဆရာကျွန်တော်စိတ်ထဲဒီလူကြီးကိုမတင်ငါဘူးဗျာသူကြောင့်ဖုတ်ကောင်လွတ်နေတာတိတိကြီးကိုဆရာခေါမလာရဲဆိုတာကတော့ထူးဆန်းတယ်မကောင်းတဲ့သူကမကောင်းတဲ့လမ်းကိုသွားရမှာပဲလေသူ့ကိုလှုပ်ပေးလိုက်တာကလည်းအကြောင်းရင်းရှိတယ်မင်းတို့ရောငါစုံစမ်းခိုင်းထားတဲ့ကိစ္စစုံစမ်းပြပြီလားစုံစမ်းထားတယ်ဆရာကျွန်တော်တို့ဘယ်သူမှမေးမရောက်လဲပညာရက်တွေကိုတိတ်မတုံးမရောက်နေခဲ့ပါတယ်မင်းတို့ရော ညနေပင်တိုင်းရှိတဲ့နေရာကိုသိရပြီလားတပြကြီးပြောပုံရတော့ကျွန်တော်တို့စုံစမ်းရသလောက်ဆိုရင်မြေဝိုင်းဖုန်ကြီးကျောင်းပြည့်အနောက်ကတောထဲမှာရှိရလို့သိရတယ်အေးပုံပြီးသေးကြအောင်မနေ့ပြန်မနေ့စောစောသွားကြည့်ကြတာပေါ့ငါသိရသလောက်ညနေပင်တိုင်းဆောင်နေရာကလူတွေရဲ့အကြည့်တီလာပြက်ပြောင်းမှုကိုစိတ်နာပြီးတော့သူ့အဝင်ဝိုင်းထဲဝင်လာတဲ့သူတွေကိုရွတ်တို့တေချေတဲ့အထည်ပြုစားကြတယ်ဆိုပဲကွာသူတို့ကြောင့်ဟောမဟုတ်တော့တေချာမသိဘူးဆရာ ရွာထဲမှာလည်းတော်ရီယာပြန်လာပြီးယူသွားတဲ့သူတွေရှိတယ်။တကယ်တော့သူတို့တွေကစိတ်ရင်ကောင်းကြပါလေ။အချောင်းညာတချို့ကြောင့်သာစိတ်ရနေဝင်ကုန်တာ။သူတို့ကစီးရိုးနိုင်ခဲ့မယ်ဆိုရင်ငါတို့ရဲ့သာသနာပြုလုပ်ငန်းတွေပို့ပြီးတွေ့ကျလာလိမ့်မယ်။ဆရာဆရာသူတို့အကြောင်းစုံစမ်းခန်းကလေးကအချောင်းရီတစ်ခုခုရှိမယ်ဆိုတာတွေ့ပြီးသားပါ။မကောင်းစကားကိုအောင်မြတ်တာကဘာမှပြည့်မပြောပဲအမောင်သူဖုံးလွှမ်းနေတဲ့မိုးကုတ်ဆော်ဝါးကြီးကိုသာငေးကြည့်နေပါတော့တယ်။ မလမကမ်းမှာတော့ပုတ်ပွားနေတဲ့လူသေးအလောင်းကြီးကိုအိတ်တွေနဲ့ထုတ်ပိုးနေတဲ့ရွာသားတချို့ရှိနေပြီသူတို့ရဲ့ဘေးမှာတော့တပည့်ဖြစ်သူရဲ့အလောင်းကိုစိုက်ကြည့်နေတဲ့လူတယောက်ရှိနေခဲ့တယ်။အောင်မြတ်သားကတော့ဖုတ်ထွက်သွားတဲ့အလောင်းကောင်ရဲ့ဘေးမှာရပ်နေတဲ့လူကိုတစ်ချက်များကြည့်ပြီးတော့ဒီတခါလှန်ထားတဲ့ကြောကဘယ်အထိခက်ဝဝေသွားမလဲဆိုတာကြည့်ရသေးတာပေါ့လို့ရေရွတ်လိုက်လေတယ်။အောင်မြတ်သားအနေနဲ့မကောင်းတို့ကိုညောင်းနေပေတဲ့အကြောင်းဘာကြောင့်စုံစမ်းခိုင်းထားတာလဲ ောင်နှမ်းစရာကိုဘာကြောင့်လှုပ်ပေးထားတာလဲဆိုတာကိုတော့အောင်မြတ်တာနဲ့ညောင်နပေတိုက်ဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော် အချိန်ပေးပြီးနားဆင်အားပေးကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပေးတည်ရှိသလိုစာရေးစရာဇေယနဲ့ရမညောက်လဲကျေးဇူးထူးပေးတည်ရှိပါရဲ့ရှင့်ဒီဇလားလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစီထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်